မင်္ဂလာပါခင်ဗျာချမ်းစတိုရီမှကြိုဆိုလိုက်ပါရယ်ယခုပြောပြပေးခြင်းတဲ့ဇလံလေးကတော့စာရေးဆရာစနေရဲ့ဘုံကြီးចောင်းသားစနေနဲ့ပပျောင်ကြီးဆိုတဲ့ဇလံလေးပဲဖြစ်ပါရယ်ခင်ဗျာနားဆင်ကြပါအောင်ဗျာ3 2 1 ကျုပ်ကိုမိုးကောင်းလို့နဲ့ဖရဲတကလှဲ့ပြီးပတိစိတ်ရတဲ့ပြုကိုမိုးကောင်းကကျုပ်ကိုစိတ်ထားကောင်းကောင်းထားတတ်အောင်တင်ပေးတယ်ကျုပ်သူ့လို့နဲ့အတူခီးရွေသွားမှတိလိုက်ရတာကကိုမိုးကောင်းကထူးဆန်းတဲ့လောကီပညာနယ်ပယ်မှာဆရာတဆူဆိုတာပဲစေတလုံးပိုက်တယောက်ကဆရာတဆူဖြစ်တာမထူးဆန်းပါဘူးထူးဆန်းတာကသူတပည့်ကိုစိုးမြက်ပြုကိုစိုးမြက်ကအရင်လိုမဟုတ်တော့ဘူးအတော်ကိုတီတီငင်ငင်ဖြစ်နေပြီးအခုလဲကျုပ်တို့ကြောက်တောင်ဖရဲကုန်းပေါ်မှာ အတိတ်ထံဝင်နေတာလေအတိတ်ထံပြည်တော်ဆရာမိုးကောင်းကကျုပ်တို့နှစ်ယောက်ကိုကိစ္စတစ်ခုခိုင်းလာတယ်ဗျစိုးမျက်နဲ့ဆက်နေကြားဆရာမင်းတို့နှစ်ယောက်တောင်အောက်ကိုဆင်းရလိမ့်မယ်ဟုတ်ကဲ့ဆရာကျုပ်တို့ဘာသွားလို့ရမှာလဲတောင်အောက်ဆင်းရင်တည်ရမှာပေါ့စနေရကဲစိုးမျက်တေချာကယူဆိုင်กว่าခုနှစ်ရက်သားသမီးတွေကိုကဲတင်ပါဆရာမိုးကောင်းကကျုပ်ကိုပြောရင်းကကိုစိုးမျက်ကိုမာနေတဲ့ အဲ့ဒါနဲ့ကျုံနဲ့ကိုဆိုးမြက်လဲလွယ်အိတ်တယောက်တလုံးလွယ်ပြီးတော့တောင်အောက်ကိုဆင်းလိုက်တာပေါ့ဗျာကြောက်တောင်ဆိုတော့ဆင်းရတက်ရလည်းမလွယ်ဘူးပြို့ကျုပ်ကမနေဆင်းနေရပေမဲ့ကိုဆိုးမြက်ကတော့အေးအေးဆေးဆေးပဲဒီလူစကားလဲနဲလာတယ်လို့တော်တော်လဲတည်ငြိမ်လာတဲ့အခုလဲတောင်ချီရောက်လာတာတော့ဒီလူစကားတခုမှမပြောသေးဘူးအရင်ကစကားများတဲ့ကိုဆိုးမြက်တယောက်တော်တော်ကိုစကားနဲ့သွားတယ်ဗျာကျုပ်ကစကားတိတ်ပြောခြင်းနဲ့ကောင်းဆိုတော့တိတ်ပြီးမနေတတ်ဘူးပေါ့ အဲ့တော့ကိုစိုးမျက်ကြီးကိုပဲစကားမရှိ စကားရှာပြီးပြောရတော့တာပေါ့ကိုစိုးမျက်စရာကကျုပ်တို့နှစ်ယောက်ထဲဘာလို့လွတ်လိုက်တာလဲကျုပ်မေတော့ကိုစိုးမျက်ကခေါင်းရမ်းပြတယ်နှုတ်ကမဖြေတော့ကျုပ်လည်းတိတ်ပြီးမကြည့်ဘူးပေါ့ဗျာအဲ့တော့ထပ်ပြီးမေးလိုက်တယ်ခမ ्या ကဘာလို့မသိတာလဲတကယ်ဆိုခမ ्या သိတဲ့နယ်မဟုတ်လားကျုပ်နောက်ထပ်ပြောတဲ့စကားကိုလည်းခေါင်းပဲညှိပြလာတယ်တော်တော်ကိုကြီးကြီးကျယ်ကျယ်နိုင်တဲ့လူပဲဗျာ အဲ့လိုတောက်ကြီးတောက်ကျယ်တွေဆိုကျုပ်ဆိုတဲ့စနေကတိတ်မုန်းတာဒီလူဒီလောက်အချိန်တိုလေးတွင်းမှာတရားသည့်တလူဖျားသည့်တလူဖြစ်နေတာတဘာဝမကြဘူးတကယ်ဆိုဆရာနဲ့လိုက်နေတာကြာပြီးဘာမှဟုတ်တိပတ်တိဖြစ်ဖြစ်မြောက်မြောက်မရှိခဲ့ဘူး ဒီရက်ပိုင်းလောက်နဲ့တော့ဘလို့မှစေတလုံးပိုင်နိုင်စရာအကြောင်းမှမရှိဘူးဟိတ်ကြီးဟန်ကြီးလုံနေတာအတိတာကြီးသူ့ကိုယ်သူဝါစီပိတ်လို့လို့ပါလို့လို့နဲ့ဆရာမိုးကောင်းကတော့တိတဲ့အတိုင်းဘာမှမပြောဘူးဆိုပေမဲ့ကျုပ်ကတော့လက်မခံနိုင်ပါဘူးဗျာငကိုကလေးကကျုပ်မှစိတ်ကောင်းသိရှိတာမှမဟုတ်တာအဲ့တော့ကိုစိုးမျက်စကားမပြောပြောလာအောင်မင်းနေရတော့တာပေါ့ဟေးလူကိုစိုးမြတ်ခမားကြီးကြီးကြဲကြဲလုံးမနေပါနဲ့ဗျာကျုပ်ကိုစကားပြောချင်တယ်လို့မပြောချင်တယ်လို့ ਨੇ ခမားဝါစီပိတ်ချင်နေတယ်ဆိုလဲရေးသားငုံနေဗျာ ကျုပ်စိတ်ပေါက်ပေါက်နဲ့အဲ့လိုပြောလိုက်တော့ကိုဆိုးမြက်ကမျက်နှာငယ်လေးနဲ့ခေါင်းကိုရမ်းနေတယ်ပြို့ဒီလူဘလို့လူမန်းမသိပါဘူးဗျာအတော်ခေါင်းကြောမာတဲ့လူကျုပ်လဲသူ့လိုပဲခေါင်းကြောမာတဲ့သူဆိုတော့စကားမပြောပြောအောင်ပဲရှောက်ပတ်ပြီးမေးနေတာပေါ့ဗျာနောက်ဆုံးတော့ကျုပ်ရဲ့တရားဆက်